်မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကကပ္ပဆဆက်လေးနှင့်စုံကုန်းအမြောက်တပ်ကိုအင်အားအလုံးရင်ဖြစ်ပြီးအနည်းရှိကြေးရများတွင်ဝင်ရောက်တက်ဆွဲနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အာရကတတော် AA နဲ့တော်လရေးတပ်ဖွဲ့ဝင်များဤထိုးစစ်သည်မကွေးတိုင်းအတွင်ကာကွယ်ရေးဖြစ်စည်းဆက်ယုံကပ္ပဆာများအထိအနီးကပ်ရောက်ရှိလာနိုင်သည့်အတွက်စစ်ကောင်စီကမကွေးတိုင်းရှိကပ္ပဆာဆက်လီနှင့်စုံကုန်းအမြောက်တပ်ကိုအင်အားအလုံးရင်းဖြစ်တင်းကာဧရိယာပတ်ဝန်းကျင်ရှိကြေးရွာများတွင်ဝင်ရောက်တပ်ဆွဲနေကြောင်းသတင်းရရှိပါသည်ဇွန်လနောက်ဆုံးပတ်နှင့်ဇူလိုင်လအစောပိုင်းတို့တွင်ကပ္ပဆာဆလီအနီးဝန်းကျင်ရှိတောတောင်ပိပဝင်းကျင်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်ပြန့်ထားပြီး စုံကုန်းအမြောက်တပ်အမြောက်စခန်းခိုခဲ့မှုဌာနချုပ်မဆခ905အနီးဧရိယာတဝိုက်တွင်လည်းစစ်ကြောင်းထိုးလှုပ်ရှားကအင်အားဖြန့်ကျက်ထားသည်ဟုစစ်ရေးသတင်းရင်းမြစ်တူကသတင်းဌာနကိုပြောပါတယ်။နယ်ရီကန်တောင်ကျောနဲ့လမ်းဖောက်ထားတဲ့ကပ္ပဆာဆက်လီအနီးဝန်းကျင်မှာတပ်ဖြန့်ထားတဲ့ အင်းအားကပြည်သူစင်များတဲ့တင်နန်းအစ်စ်စင်ထားတာတွေပါတယ်။ပြီးတော့ကပ္ပစပီးရင်အဓိကအဆောင်ကုန်းအမြောက်တက်ပဲ။အဲ့ဒီဧရိယာဝင်းကျင်ကရွာတွေမှာလှုပ်ရှားတယ်။တက်ဆွဲနေရယူတဲ့ဒေသခံတွေကအရင်ကထက်နေရထိုင်ရကြက်တဲလာတယ်ဟုပြောပါတယ်။ရှင်အပြင်ဗဒန်းမျိုးနဲ့တမိုင်ကန်ကွာဝေးသည့် စီတာရွာနှင့်အပရန်ပသိမ်မုံရွာကားလန်အနီးရှိမယိုးကန်ရွာ၏ဘုံကြီးကျောင်းများတွင်ဇူလိုင်၁ရက်၌စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား200နီးပါးဝင်ရောက်နေရယူတက်ဆွဲထားသည်ဟုဗရန်ဒေတာကန်အမျိုးသားတအုပ်ကသတင်းဌာနကိုပြောပါရယ်ခုတီဇွန်လနောက်ဆုံးပတ်နှင့်အခုလအစမှစစ်ရေးလှုပ်ရှားမှုအရင်ကထက်များတဲ့ရွာတွေကိုဝင်ပြီးနေရယူတဲ့ကကင်းစခန်းလိုမျိုးနေတဲ့စီတာရွာနှင့်မယိုးကန်ရွာနှစ်ခုပေါင်းရင်အင်ဂျင်200လောက်ရှိတဲ့တရက်တရွာလောက်ကိုဝင်ပြီးနေရယူနေတာ နောက်ထပ်ရွာတွေလည်းရှိနိုင်သေးတယ်မကွေးမှာကလက်နက်ထုတ်ဆက်ယုံတွေအများကြီးရှိလို့အလွယ်တကူအဝင်ခံမှာမဟုတ်ဘူးဟုပြောပါတယ်အေအေဦးဆောင်တိုက်ခိုက်နေသည့်နတ်ရေကန်လီချောင်းကောက်ွက်ရေးပြူဟာကြလျင်ကပါစဆက်လေးနဲ့စုံကုန်းအမြောက်တပ်တို့ထိုးစစ်ရောက်လာမိကိုသိ၍စစ်ကောင်စီဘက်ကအပြစ်ခတ်ရနာထားခြင်းကလေးကကြိုတင်ကစီရေးပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်းမြေပြင်ဒေသခံများကပြောဆိုပါတယ် စည်ရဲအခြေအနေသိရှိသူအေအေနဲ့နီးစပ်သည့်အမျိုးသားတအုပ်ကဒီတခါတိုက်ပွဲဖြစ်လာရင်မလွယ်ဘူးစစ်ကောင်စီဘက်ကလည်းအင်အားတွေလက်နက်တွေနေတာမဟုတ်ဘူးသူတို့မှလည်းသူတို့နီးပြူဟာရှိတယ်တိုက်ပွဲအခြေအနေကိုအလွယ်တကူတော့သုံးသပ်လို့မရဘူးဟုပြောပါတယ်အမ်ပနလန်ပေါ်မှာငဖဲအပိုင်ဗရန်မျိုးနဲ့15မိုင်အကွာရှိစုံကုန်းအမြောက်တပ်နဲ့2မိုင်ခန့်အကွာဝေးသည့် ြန်ကြည်ရွာဤဘုံကြီးကျောင်းတွင်ဇွန်လ28ရက်နေ့ကကျမ69ဦးဆောင်သည့်နေမီကန်တက်သားဥယျာဉ်50ခန့်ဝင်ရောက်တက်ဆွဲနေရယူပြီးလုံခြုံရေးတိုးမြင့်ချထားကြောင်းသိရပါတယ်။မကွေးတိုင်းနယ်ကြားတွင်အေအေတိုက်ခိုက်နေသည့်အမ်မကွေးနယ်ကြားရှိနက်ရီကန်လမ်းကြောင်းကောက်ွက်ရေးဗျူဟာစခန်းတွင်ဒရုန်းလက်နက်ဖြင့်အပြန်အလှန်ပစ်ခတ်မှုရှိနေပြီးထိုးစစ်များရပ်တန့်နေကြောင်းသိရပါတယ်။လက်ရှိအဘနာလန်တွင်အေအေပါဝင်သည့်တော်လန်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတို့စစ်ရေးတင်းမာနေကြောင်းဒေသခံများကပြောပါတယ်။ ဆက်လက်ပြီးမဟာအောင်မြေတွင်အိမ်နောက်သေးကလေးဖခင် ကိုတန်းထွန်းအောင်ကိုစစ်မှုတန်းရမည်ဟုဆိုကာစစ်တပ်ကဝင်ရောက်ဖမ်းဆီးမအုပ်ပင်တွင်လည်းကျမ်းမာရေးမကောင်းသူကိုတော်စင်ကိုတပ်သားတိအဖြစ်ဖမ်းဆီးခေါ်ဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းမဟာအောင်မြင်မှုနယ်တွင်အိမ်နောက်သေးကလေးဖခင် ကိုတန်းထွန်းအောင်ကိုစစ်မှုတန်းရမည်ဟုဆိုကာစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရသူ၏မိတ်ဆွေများကသတင်းဌာနသို့ပြောဆိုပါရသည် ရှမ်းပိုင်းတွင်ဇွန်လ၁ရက်နေ့နံနက်9:35မိနစ်အချိန်မန္တလေးတိုင်းမဟာအောင်မြို့နယ်အောင်ချမ်းအေးရပ်ကွက်36လမ်း80 82လမ်းကြားရပ်ကွက်အုပ်ချုပ်ရေးမှုရုံးနှင့်မျက်နှာချင်းဆိုင်နေအိမ်တွင်နေထိုင်သောအသက်29နှစ်အရွယ်ကိုတန်းထွန်းအောင်ခတာတီးကိုစစ်မှုထမ်းရန်မဲပေါက်ထားသည်ဟုဆိုကာနေအိမ်အတွင်သို့စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းသိရပါသည်။ တာတီမှာကလေးနဲ့မိမရှိတဲ့မနက်အစောကြီးအိမ်ကိုဝင်စီးပြီးစစ်မှုရန်မဲပေါက်တယ်ဆိုပြီးဝင်ဖမ်းတော့စစ်တပ်နဲ့အတူဝင်ဖမ်းတဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကတိုင်းတော်ရက်ွက်ယာအိမ်မှုသိမ့်ထင်ကံလာရက်ွက်ဆဲအိမ်မှုဦးစာဦးအပိုင်းနှစ်ရက်ွက်ယာအိမ်မှုညွင့်ဤနဲ့အပေါင်းပါရီဖြစ်ပါတယ်ဟုဖမ်းဆီးခံရသူကိုတန်းထွန်းအောင်ဤမိတ်ဆွေကရှင်းပြပါတယ်အလာတူစွန်လ30ရက်နေ့ညပိုင်း ။အီယာဝတီတိုင်းမအူပင်မြို့ပေါ်တွင်လည်းအမတ်စနစ် ရက်ကွအုပ်ချုပ်ရေးမှုဝင်းတင်ကလူငယ်များကိုနေအိမ်အတွင်းသို့ခွင့်ရောက်ဖမ်းဆီးပြီးစစ်မှုထမ်းအဖြစ်စုဆောင်လျက်ရှိရာကျမ်းမာရေးမကောင်းမွန်သောကိုတော်စင်ကိုတပ်သားတွေအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။စစ်မှုထမ်းရမယ်ဆိုပြီးမအူပင်မှာအိမ်တွေထဲအထိလူငယ်တွေကိုဝင်ဖမ်းနေဖမ်းတာကအမတ်စနစ်ရက်ကွအုပ်ချုပ်ရေးမှုဝင်းတင်ကဖမ်းတာ စစ်မှုတန်းချီဆိုပြီးတော့လေအိမ်တိုင်းအိမ်တိုင်းကနေငွေကောက်တယ်လူငယ်တွေကိုလည်းအတင်းဝင်ဖမ်းနေတာအဲဒီမှာကျမ်းမာရေးမကောင်းတဲ့မောင်းတော်စင်ကိုလည်းစစ်မှုထမ်းဖို့ဆိုပြီးသူ့မိသားစုတွေရှိမှပဲဂျုံရင်းဆန်ခတ်ဝင်ဖမ်းသွားတယ်ဟုမအူပင်မျိုးမှပြည်သူတို့ကသတင်းဌာနသို့ပြောကြားပါတယ် အချမ်းပတ်စစ်ကောင်စီကဇူလိုင်လအတွင်းဖွဲ့လှည်မြေစစ်မှုရန်အပတ်စဉ်15အတွက်နိုင်ငံတော်ဝန်မှလူငယ်များကိုစစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းအတင်းအကျပ်အာရမခေါ်ဆောင်ခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းပြည်သူများ၏သတင်းပေးပို့ချက်များအရသိရပါသည်။ဆက်လက်ပြီးထိုင်း၏လက်ရှိနိုင်ငံရေးအခြေအနေများတွင်ထိုင်းရောက်မြန်မာများပါဝင်ပတ်သက်ခြင်းမပြုကြရန် NUG အစိုးရအသိပေးကြေညာချက်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးခြေအနေများကိုပြည်ပရောက်မြန်မာနိုင်ငံသားများပါဝင်ပတ်သက်ခြင်းမပြုလုပ်ရန်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဌာနကယနေ့ဇူလိုင်လ2ရက်နေ့တွင်အတိပေးမြစ်တာရက်ခံကြောင်းထုတ်ပြန်ခဲ့ပါသည် ထိုင်းနိုင်ငံအတွင်းလက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအရရတို့နှင့်ပတ်သက်၍ထိုင်းနိုင်ငံအတွင်းအကြံဖတ်စစ်အုပ်စု၏အကြံဖတ်ဖိနှိပ်မှုများအပါအဝင်အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြသည့်မြန်မာနိုင်ငံသားများအနေဖြင့်ထိုင်းနိုင်ငံသားများစုဝေးဆန္ဒပြသည့်နေရာများအားရှောင်ရှားကြရန်နှင့်ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်ခြင်းမပြုကြရန်တိုက်တွန်းနှိုးဆော်ထားပါသည်။ထို့ပြင်အိန္ဒိယနိုင်ငံများတွင်ခေလုံနေရသည့်အားလျော်စွာအတက်နိုင်ဆုံးမိမိယာယီခေလုံနေထိုင်လျက်ရှိသည့်နိုင်ငံ၏ဥပဒေ ဒီတန်တရာယဉ်ကျေးမှုတလီထုံတန်းလူမှုအတိုင်းဝိုင်းတို့နှင့်တဟဇာတာဖြစ်စွာနေထိုင်နိုင်ရေးမှာအလွန်အရေးကြီးသည့်အလျောင်းထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့်အဖက်ဖက်မှဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြပါရန်မြစ်တာရက်ခန့်ကြောင့် NUG အစိုးရက ပြောဆိုထားပါတယ်။ထိုင်းဘရင်အစိုးရလွှတ်တော်ထိုင်းတပ်မတော်ထိုင်းပြည်သူလူထုတို့ကထိုင်းနိုင်ငံအတွင်အကြောင်းမျိုးမျိုးကြောင့်ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများကိုစားအမျိုးသားညီညွတ်ရေးအစိုးရကအထူးကျေးဇူးတင်လျက်ရှိပါကြောင်းမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောအကြမ်းဖက်ဆဲအုပ်စု၏ပြည်သူလူထုအပေါ်ဖိနှိပ်ရဆက်မှုများကြောင့်ထွက်ပြေးခိုလုံလာရသည့်မြန်မာနိုင်ငံသားများသည်ထိုင်းနိုင်ငံ၏အမျိုးသားအကျိုးစီးပွားကိုချိန်ချောက်နေသူများမဟုတ်ကြောင်းမြန်မာနိုင်ငံအတွင်အကြမ်းဖက်ဆဲအုပ်စု၏အာဏာသိမ်းအကြမ်းဖက်မှုကိုဖယ်ရှားအောင်မြင်ပြီးပါကအမိမြန်မာနိုင်ငံသို့ပြန်လည်နေထိုင်ကြမည်သူများသာဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လက်ရှိယာယီခိုလုံနေရသည့်ကာလအတွင်း၌မြန်မာနိုင်ငံသားများကထိုင်းလူမှုအသိုင်းအဝိုင်းယဉ်ကျေးမှုထလိထုံးစံတို့ကိုလေးစားလိုက်နာလျက်သဟဇာတာဖြစ်စွာနေထိုင်နိုင်ရေးကိုကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းအသိပေးနှိုးဆော်ရင်းထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအားလူသားချင်းစာနာထောက်ထားလျက်ဆက်လက်၍ကူညီစောင့်ရှောက်ပေးပါရန် NUG အစိုးရကမြစ်တာရက်ခံချပါသည်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။